မင်္ဂလာပါရှင်။ Toastat Channel ကနေဒီကနေ့ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံး American ၏မြန်မာပေါ်စိတ်ဝင်စားမှုမြင့်တက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်အောင်လိုက်သည်မြန်မာအစိုးရဆက်ဆက်ကျင့်သုံးလာခဲ့သောဗမ်မလိုက်နိုင်ငံသား၏မူကိုဂရုမစိုက်တော့ပင်၎င်း၏အာဏာဆက်၍စုပ်ကိုင်ထားနိုင်ရေးအတွက်တရုတ်နှင့်ရုရှားတို့အားသွား၍ပူးပေါင်းတပိတ်ခံနေသည့်ဖြစ်ကိုတနေ့တခြားတွေ့မြင်လာနေရပါသည်။ အခုလေဝင်းကြီးဆင့်သို့မဟုတ်ကလည်းညွန်ကြိုင်းမှုချုပ်အဆင့်သာတက်ရောက်တင်တဲ့နျူကလ িয়ার ဖိုရမ်တို့ကိုးစင်တမ်းပင်ကိုမငေ့ကွက်ပဲသွားရောက်ခဲ့ပါတယ်၎င်းကအနုရောတွင်လူကြောလုံးနေမည်တမရမျိုးမဟုတ်လူရဝင်းချင်းနေသူဖြစ်ဒီကတကြောင်၎င်းကထောက်ခံနေသူများအားရှိလာစေရန်တကြောင်လုံးနေခြင်းပဲဖြစ်ပါတယ် ပုံနေဝင်းဘုတန်းရွှေတို့ဆိုက ထိုးထိုးသောပွဲမျိုးကိုတက်ဖို့စိတ်ကူးကြမည်သူများမဟုတ်ဆိုသည်ကို ကြည့်မည်ဆိုက Forest Trent အမည်ပြောသလိုပဲ Stupid AS Stupid Chat လို့သာသုံးသပ်ရမည်ဖြစ်ပါသည်လူတယောက်၏အနှစ်သာရဆိုသည်ကို၎င်း၏လှုပ်ဆောင်ချက်တွေက တဆင့်မြင်နိုင်တယ်လို့ဆိုလိုရင်းပင်ဖြစ်ပါတယ်။သို့သောအမေရိကန်ဘက်ကထို့သို့ယူဆမလာခဲ့မြန်မာသည်နျူကလ িয়ার လက်နက်များရရှိရန်စိတ်ဝင်တစားရှိလာနေပြီဆိုကယခင်အိုဘားမားလက်ထက်ကတပြားဟောင်းကြီးပြန်ဖွင့်လာခဲ့ပါတယ်။မြန်မာသည်မြောက်ကိုရီးယားမှလက်နက်များတင်သွင်းနေသည်ဟုပြောလာပြီးယနေ့မှပင်ပိတ်ဆို့ရိပ်ယူမှုများထပ်လုပ်လာပါတယ်။ ထိုကြေညာချက်တွင်ထူးခြားလာသည်ကမြန်မာစေယုံစုသည်အရက်ဘက်အဆောက်အုံများကိုလက်လွတ်စပယ်ပြစ်ခတ်တိုက်ခိုက်နေသည်ဟုပါရှိလာခြင်းပင်ဖြစ်ပါသည်။ထို့သို့တိုက်ခိုက်နိုင်အောင်အကူအညီပေးနေသည့်မြောက်ကိုရီးယားကုမ္ပဏီများနှင့်မြန်မာကုမ္ပဏီတို့ကတရားမဝင်ကုန်ရည်ကြီးတည်ထောင်နေသည်ဆိုကာပိတ်ဆို့တန်းခတ်လိုက်ကြောင်းအမေရိကန်နိုင်ငံသားဝန်ကြီးဌာနမှစက်တင်ဘာ25ရက်နေ့စွဲဖြင့်ကြေညာချက်ထုတ်ပြန်လာခဲ့ပါသည်။ မြန်မာစေယုစုမှလက်နက်များဝယ်ယူတင်သွင်းနေ၍မြောက်ကိုရီးယားအစိုးရ၏ဝင်ငွေရရရာကြောင့်လမ်းကိုပိတ်ဆို့ရေးယူနိုင်ရန်အတွက်လည်းဖြစ်သည်ဟုဆိုပါရယ်မြန်မာဘက်မှရေးယူခံရသည့်ကုမ္ပဏီမှမြန်မာလီတက်အတွက်ဂျာမန်ဆက်သွယ်ဝယ်ယူပေးနေသည့်ထောင်ဝင်ရှုံးလက်ကုမ္ပဏီနှင့်တာဝန်ရှိသူများဖြစ်သောကျော်သူမျိုးမြင့်တင်မျိုးအောင်နှင့်အောင်ကိုကိုဦးတို့ပါဝင်ပါရယ်မြောက်ကိုရီးယားဘက်မှလက်နက်ကုန်သည်ပွဲစားလုပ်နေသည့်ပီချင်းအခြေဆိုင်221 2210နဲ့ထောက်လန်းရေးအဖွဲ့စည်းများမှပုံကူများပါဝင်နေပါတယ်။ မြောက်ကိုရီးယား၏တရားမဝင်လက်နက်များရောင်းချနေသည့်လုပ်ငန်းများသည်မိမိတို့နိုင်ငံနှင့်မဟာမိတ်များအားတိုက်ရိုက်ချင်းချောင်းနေခြင်းဖြစ်သည်ဟုအကြမ်းဖက်ဝါဒတိုက်ဖြတ်ရေးနှင့်ဗန်နာယီဆိုင်ရာထောက်လှမ်းရေးဌာနလက်ထောက်ဝင်ကြီးဂျွန်ဟာလီကထုတ်ဖော်ပြောဆိုခဲ့ပါသည်။အခုလိုပိတ်ဆိုခဲ့မှုသည်အမေရိကန်ဗန်နာယီဝင်ကြီးဌာနမှသမရညွှန်ကြားချက်အမိတ်136081355တင်းနှင့်တလေး3ညတလေးကိုအကောင့်ထည့်ဖော်ခြင်းဖြစ်သည်ဟုလည်းပါရှိပါသည်။ တခုတေချာသွားသည်ကတန်တမန်လှုပ်ထုံလှုပ်နေရ၎င်းတို့ထံပေးပို့သော စားတဆောင်ကြောင့်အာတက်တရောဖြစ်လာကပြည်သူငွေဒေါ်လာ၃တန်ပုံဟောလိုက်မှုတွင်တဲတဲ့ရည်သွန်ဖြစ်သွားခဲ့ရခြင်းဖြစ်ပါသည်။ မေအောင်လိုက်သည်ယခုခါမြန်မာနိုင်ငံသားအများစုလည်းမသိဘဲမှာရှိမှန်းပင်မသိသည်ကာဇစ်စတန်နိုင်ငံသို့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုကရုရှားခီးစဉ်တွင်၎င်း၏အထူးလေရင်ချင်းဖြင့်ဝင်ရောက်အုံမြင့်ဖြစ်ပါသည်တပ်ဖက်တွင်အမေရိကန်တို့ဘင်္ဂလားဒေ့ရှ်ကိုအာယုံဆိုင်မှုအားထပ်မံအတိပြုပေးလိုက်သည်ကအမေရိကန်တပ်ဖွဲ့ဝင်120စစ်တကောင်သို့စက်တင်ဘာ10ရက်နေ့ရောက်ရှိလာပြီးဟုသုတေသနအဖွဲ့ကဖော်ပြလိုက်ခြင်းပင်ဖြစ်ပါသည် ဘင်္ဂလားဒေ့ရှ်၎င်းတို့လက်နက်ကိုင်တပ်များခင်မီဖွံ့ဖြိုးတိုးတက်ရေးတွင်အပေါ်စားတရုတ်စစ်လက်နက်ပစ္စည်းများနှင့်တင်းတိမ်နေ၍မဖြစ်တော့ဟုဆိုကာဝါရှင်တန်နှင့်ဆက်သွယ်လာခြင်းဖြစ်ပါသည်အထူးသဖြင့်မြန်မာနှင့်အိန္ဒိယဘက်ခြမ်းမှလက်နက်ကိုင်ပရိပခါများအချိန်မြင့်လာ၍၎င်းတို့ဘက်ကိုကူးဆက်လာမည်အရေးမြန်မာစစ်သားများထွက်ပြေးဝင်ရောက်လာမည်အရေးရိုဟင်ဂျာများထပ်မံဝင်ရောက်လာမည်အရေးများအတွက်စိုးရိမ်မကင်းဖြစ်လာနေသည်ဟုလည်းသုံးသပ်ထားပါသည် 2018နဲ့2025ဇွန်လတွင်တရုတ်လုံ KAW နဲ့တိုက်လေယာဉ်များပြတ်ကျခဲ့မှုနဲ့ F7BGI အသီးသီးပြတ်ကျခဲ့ပါတယ် F7GI သည် F7BGI သည်စာတင်ကြောင်းပေါ်ပြက်ကျခဲ့မှုကြောင့်ចောင်းသားအယောက်20သိဆုံးပြီး200ခန့်ဒဏ်ရာရရှိသွားခဲ့ပါတယ်။တင်ကားသုံးလက်နက်ခဲယံများရီဒါများသည်လည်းအရေးအတွေးမပြည့်မီသည့်ဖြင့်ရောင်းချပြီးပြင်ဆင်စရာရှိနေသည်များသည်လည်းညံ့ပြင်းသည့်အတွက်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာတရုတ်လက်နက်များပေါ်အယုံကြည်မရှိဖြစ်လာနေသည်ဟုဆိုပါတယ်။ အထူးသဖြင့်မြန်မာပန်ချန်းတွင်မတိမငိမ့်မှုများတိုး၍ဖြစ်ပေါ်လာခြင်းကြောင့်ဒေယုလက်နက်များနှင့်တင်းတိမ်နေ၍မဖြစ်တော်ဟုယူဆလာခြင်းလည်းဖြစ်ပါသည်။ဘင်္ဂလားဒေ့ရှ်ဘက်မှအမေရိကန်နှင့်စီးရီးပူးပေါင်းလာမှုသည်နိုင်ငံ၏အနာဂတ်လာရကိုသာမကဘင်္ဂလားပင်လယ်အော်၏မဟာပြူဟာအခင်းချင်းကိုပါပုံပေါ်လာစေမည်ဖြစ်သည်ဟုအဆိုပါသုတေသီအဖွဲ့ကြီးကရေးသားထားပါသည်။ ဆက်လက်ပြီးယူကရိန်း drone နေလက်ချက်ကြောင့်ရုရှားမှာလောင်စာဆီပြက်ပြပတင်ပို့ခွင့်ကိုနှစ်ကုန်ထိပိတ်ပင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရင်းနှံချက်စက်ယုံတွေကိုယူကရိန်း drone တွေတိုက်ခိုက်တာခံခဲ့ရတဲ့နောက်ရုရှားဟာပြပကိုလောင်စာတင်ပို့မှုဆိုင်းငံ့ကာလကိုတိုးချဲ့သတ်မှတ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့လပိုင်းတွေတွင်ရုရှားနိုင်ငံအနှံ့နဲ့ရုရှားထိန်းချုပ်ထားရာယူကရိန်းနယ်မြေတွေကရင်းနှံချက်စက်ယုံတွေစွန့်ရင်ရင်းမြစ်ဆိုင်ရာအဆောက်အုံတွေလောင်စာဆီချက်လုတဲ့ဒူလောင်တဲ့နေရာတွေဟာယူကရိန်း drone တွေရဲ့အချင်းချင်းပြတ်မှတ်ထား ိုက်ခိုက်မှုတွေကိုခံခဲ့ရပါတယ်အကျိုးဆက်အနေနဲ့ရုရှားရဲ့လောင်စာတင်ပို့မှုကွန်ရက်မှာကြီးမားတဲ့အနောက်ရှက်ပေးမှုတွေပေါ်ပေါက်လာစေပါတယ် ရုရှားဟာယူကရိန်းရဲ့လောင်စာအရင်းမြစ်ထုတ်လုပ်မှုစက်ရုံတွေအခြေခံအဆောက်အုံတွေကိုဒရုန်းတွေနဲ့တိုက်ခိုက်ခြင်းကိုမဟာပြူဟာမြောက်စီးရီအစီမံတင်းရဲ့အနေနဲ့အကောင့်ထဲပေါ်နေခဲ့တာဖြစ်ပါတယ်။အစောပိုင်းတုန်းကစီပြက်လက်မှုတွေဖြစ်ပေါ်တာဟာယူကရိန်းရဲ့ထိုးနှက်ချက်တွေကြောင့်လို့ရုရှားအာဏာပိုင်တွေကဝန်မခံဘဲတည်ယူပို့ဆောင်ရေးစနစ်တွေချွတ်ချော်နေတာကြောင့်လို့အပြစ်ဖော်ခဲ့ပါတယ်။ပြီးတော့ပြည်ပတင်ပို့မှုတွေကိုယာယီဆိုင်ငံ့ထားဖို့လည်းမဖြစ်မနေဆုံးဖြတ်ခဲ့ရပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့တရင်ဘတ်တွေမှာပြဿနာတွေကပိုဆိုးလာတဲ့နောက်ရုရှားဟာပြည်ပတင်ပို့မှုတမည်ကာလကို2025နှစ်ကုန်ထိမဖြစ်မနေတိုးမြှင့်တက်မှတ်လိုက်ရတာဖြစ်ပါတယ်။ဒုတိယဝန်ကြီးချုပ်အလက်ဇန်နာနိုဗက်က ဒီစိလိုမျိုးလောင်စာစီတွေပြပတေဖို့မှုကိုနှစ်ကုန်ပိုင်းထိပိတ်ပင်ထားမဲ့ကြီးညာချက်အစ်စ်ကိုမကြခင်ထုတ်ပြန်အတည်ပြုသွားမယ်လို့စက်တင်ဘာ25ရက်မှာပြောကြားခဲ့ပါတယ်။တက်တန်းတိုးမဲ့တာမြင့်ချက်အရလက်စီတင်ပို့မှုတွေအားလုံးကိုပိတ်ပင်ထားမှာဖြစ်ပြီးဒီစိတင်ပို့မှုတချို့တဝက်ကိုလည်းကန့်သက်သွားမယ်လို့သိရပါတယ်။အဓိကရည်ရွယ်ချက်ကတော့ပြည်တွင်းမှာလောင်စာစီဖူလုံမှုပြည့်မီအောင် ပြန်ဖြည့်တင်ပေးနိုင်ဖို့အတွက်ပါအစောပိုင်းမှာရုရှားအနာပိုင်တွေကဓာတ်ဆီနဲ့ဒီဇယ်တွေပုံမှန်အခြေအနေမျိုးပြန်လည်ထုတ်လုပ်ရောင်းချပေးနိုင်မယ်လို့ပြောထားခဲ့ပေမယ့်လက်တွေ့မှာတော့မှန်းချက်နဲ့နန်းထွန်းမကိုက်ဖဲဖြစ်နေကြတာပါရုရှားဟာပြည်ပကိုလောင်စာတင်ပို့မှုတွေကိုမလမအကန့်တန့်နဲ့စတင်ပိတ်ပင်ခဲ့ပါတယ်ဇူလိုင်လမှာတော့အထက်ကလောင်စာထွက်ကုန်အားလုံးပြည်ပတင်ပို့ခွင့်ကိုအစိုးရကတားဆီးခဲ့တာဖြစ်ပါတယ်အခုတော့အနည်းဆုံးနှစ်ကုန်ပိုင်းတည်ဆက်ပြီးကြာမြင့်နေတော့မှာပါရုရှားအစိုးရပိုင်း DSS သတင်းဌာနကတော့အကြောင်းရင်း င်းကိုတိတိကျကျမပြောပေမဲ့ပြည်တွင်းမှာလောင်စာဆီထုတ်ကုန်တွေအနေချင်းပြက်လက်မှုရှိနေပါတယ်လို့ဝန်ခံသွားခဲ့ပါတယ်။ ရုရှားဟာကမ္ဘာပေါ်မှာဒီဇယ်ထုတ်လုပ်မှုအများဆုံးနိုင်ငံတစ်ခုဖြစ်ပြီးလောင်စာပို့ကုန်တွေဟာအစိုးရအတွက်အဓိကနိုင်ငံခြားဝင်ငွေအရင်းမြစ်တစ်ခုလည်းဖြစ်နေခဲ့ပါတယ်။အခုတော့ရုရှားကဒေတာတချို့မှာစီးရောင်းဆိုင်တွေဟာတက်စီနဲ့ဒီဇယ်ကိုခွဲတန်းနဲ့သာရောင်းချပေးရတဲ့အခြေအနေမျိုးတွေစတင်ကျုံလာနေပြီလို့ပြည်တွင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။အထူးသဖြင့်2014ခုနှစ်ကလေးကရုရှားတပ်တွေတရားမဝင်ကျူးကျော်ဝင်ရောက်သိမ်းပိုက်ထားရာယူကရိန်းပိုင်ခရိုင်းမီးယားကျွန်းဆွယ်မှာလောင်စာစီးပြက်လက်မှုပြဿနာကအစိုးရဆုံးဖြစ်ပေါ်နေတယ်လို့လည်း တိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ထိထိရောက်ရောက်မတားရင်ရုရှားရဲ့ကျူးကျော်မှုကယူကရိန်းနဲ့တင်ရက်မှာမဟုတ်ဘူးလို့ဇီလန်စကီပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ထိထိရောက်ရောက်တာမဟန်တားနိုင်ဘူးဆိုရင်ရုရှားရဲ့ကျူးကျော်မှုဟာယူကရိန်းနဲ့တင်ရက်တန်သွားမှာမဟုတ်ဘူးလို့ယူကရိန်းသမ္မတဘိုလိုဒီမာဇီလန်စကီကတတိပေးပြောကြားခဲ့ပါတယ်။စက်တင်ဘာ24ရက်နေ့တုန်းကကုလသမဂ္ဂအထွေထွေးညီလာခံရဲ့မိန့်ခွန်းမှာဇီလန်စကီကရုရှားသမ္မတဗလာဒီမာပူတင်ဟာသူ့ရဲ့ကျူးကျော်စစ်ကိုပိုပြီးကြဲကြဲပြန့်ပြန့်နဲ့နဲ့ရှိုင်းရှိုင်းချဲ့တွင်ဖို့ကြံစီထားပြီး ီးဖြစ်တယ်လို့ထည့်သွင်းစွပ်စဲသွားခဲ့ပါတယ်။မဟာမိတ်နိုင်ငံတွေဘက်ကခိုင်မာတဲ့စည်းလုံးညီညွတ်မှုကိုပြသပြီးယူကရိန်းကိုအစွမ်းကုန်ထောက်ပံ့ကူညီမှုတွေတိုးမြှင့်ပေးတာမျိုးမရှိရင်ရုရှားရဲ့ကျူးကျော်မှုကိုနောက်ထပ်နိုင်ငံတွေမှာကြုံတွေ့လာရမယ်လို့လည်းဇီလန်စကီကဆိုပါတယ်။ ရုရှားရဲ့ကျူးကျော်မှုနဲ့အတူကမ္ဘာနိုင်ငံအသီးသီးဟာနိုင်ငံတကာလက်နက်ပြိုင်ဆိုင်မှုတွေရှိမြင့်လာခြင်းရဲ့ချင်းချောက်မှုကိုစတင်ခန်းစားနေရပြီလို့လည်းပြောပါတယ်။စီးရင်းဤပညာတွေကလည်းအစစ်မြင့်လာနေတယ်လို့နောက်ဆုံးမှာဘသူအသက်ရှင်ကျန်ငယ်မလဲဆိုတာကိုလက်နက်ပိုင်ဆိုင်မှုကအဆုံးဖြတ်ပေးတဲ့အခြေအနေမျိုးရောက်လာနေကြောင်းဇီလန်စကီကထုတ်ပြခဲ့ပါတယ်။နောက်ပြီးအချုပ်ချာအာဏာပိုင်နိုင်ငံတခုဖြစ်တဲ့ယူကရိန်းရဲ့လုံခြုံရေးကိုအမှားခံချက်ပေးရမှာအားနေလို့နဲ့နိုင်ငံတကာအင်အားစုတွေကိုလည်းသူကဝေဖန်ခဲ့ပါတယ်။ ဇီလက်စကီကနာမည်တက်မပြောပေမယ့် NATO စစ်မဟာမိတ်အဖွဲ့ကိုယဉ်ညွန်းခဲ့ဟန်ရှိပြီးလက်ရှိမျိုးစားဟာကမ္ဘာတမိုင်းမှာဖျက်ဆီးရအပြင်းဆုံးဖြစ်နိုင်တဲ့လက်နက်အပြိုင်ဆိုင်တပ်ဆင်မှုကိုကြုံတွေ့ဖြတ်တန်းနေရကြောင်းလည်းသူကသတိပေးသွားပါတယ်။ ဒါမဲ့ရိုးရိုး drone လေးတစ်စီးကနျူကလ িয়ার ထိပ်ဖို့တည်ဆောင်လာနိုင်တဲ့နေ့မျိုးကိုဘယ်နိုင်ငံကအရင်ဖန်တီးနိုင်မလဲဆိုတာကိုစောင့်ကြည့်နေခြင်းနဲ့ရှင်ရင်မျက်မှောက်ကာလမှာရုရှားကိုထိထိရောက်ရောက်ရက်တက်နာကအများကြီးတက်တာရရစေလိမ့်မယ်လို့လဲဇီလန်စကီကပြောကြားသွားပါတယ်။နောက်ပြီးညံရီတူ AI နည်းပညာနဲ့ပတ်သက်လို့နိုင်ငံတကာကအသိမှတ်ပြုလက်ခံနဲ့တိကျတဲ့စည်းမျဉ်းတွေချမှတ်ဖို့ AI ကိုလက်နက်တွေအတွက်အသုံးပြုမှုမှာချင်းဝတ်စံလုံးတွေထားရှိဖို့လဲနိုင်ငံတကာအသိုင်အဝန်းကိုသူကတိုက်တွန်းခဲ့ပါတယ်။ အလိုအလျောက်လမ်းကြောင်းရှာပြန်တန်းတဲ့ဒရုန်းတွေလူလိုက်ပါခြင်းမရှိတဲ့တိုက်လေယာဉ်တွေဟာတမန်ရိုးကျဆက်လက်နဲ့တွေထက်အများကြီးအနည်းငယ်ပိုကြီးလာနိုင်တယ်လို့ဇီလန်စကီကသတိပေးခဲ့ပါတယ်။ဇီလန်စကီဟာကုလသမဂ္ဂမှာမိန့်ခွန်းမပြောခင်တရက်အလိုစက်တင်ဘာ23ရက်နေ့တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အဲဒီတွေ့ဆုံမှုပြီးမှာတော့ထရန့်ကသူ့သမ္မတဖြစ်လာပြီးနောက်ပိုင်းယူကရိန်းအရေးနဲ့ပတ်သက်လို့ပထမဆုံးသိတာထင်ရှားတဲ့မူဝါဒအပြောင်းအလဲဖြင့်ယူကရိန်းဟာစစ်ပွဲမတိုင်ခင်ကထိန်းချုပ်နယ်မြေတွေအလုံးကိုပြန်လည် ရယူပြီးစစ်ကိုဆုံးသတ်နိုင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်။အရင်ကတော့ထရန့်ကစစ်ရင်ရင်ဆိုင်ရေးအတွက်စစ်ရဲဆိုင်ရဲ့အတွက်ယူကရိန်းအနေနဲ့ပိုင်းနယ်တချို့ကိုဆုံးရှုံးခံပေးရမယ်လို့မှတ်ချက်ပေးခဲ့မှုပါတယ်ပြီးတော့ရုရှားကိုဆက်ကူကြလို့ထရန့်ကခိုင်းနိုင်သွားပြီးယူကရိန်းစစ်မြေပြင်မှာတည်ကြတဲ့ရည်ရွယ်ချက်မရှိဘဲရန်လိုတိုက်ခိုက်နေတာလို့လည်းဝေဖန်သွားပါတယ်ရုရှားဆိုရပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဒီမီထရစ် ပက်ကော့ကရောရုရှားကိုကြားနေနိုင်တာထက်ဝက်ဝန်နဲ့ခိုင်းနိုင်တာပိုတင့်တော်ကြောင်းအနည်းဆုံးတော့စက်ကူဝက်ဝန်ဆိုတာမရှိကြောင်းထရန့်ရဲ့စကားကိုတုံ့ပြန်ခဲ့ပါတယ်။သူကထရန့်ဟာရှင်လန်စကီးလေစားတဲ့စကားတွေကြောင်းမှမိုင်းမိနေဟန်တူတယ်လို့သုံးသပ်ခဲ့ပါတယ်။ထရန့်ကရုရှားဟာစီးပွားရေးအရအကြီးကျယ်အကျက်တဲရင်ဆိုင်နေရတယ်လို့ထည့်သွင်းမှတ်ချက်ပေးခဲ့ပေမဲ့ပက်ကော့ကရောအဲ့ဒီစကားဟာရုရှားဘက်ကနားလည်ထားတဲ့အခြေအနေမှန်တွေနဲ့အရင်ကြီးဆန့်ကျင်နေတယ်လို့ပြောကြားသွားပါတယ်။ ဆက်လက်ပြီးရုရှားဂျက်လီယင်များနီတိုပိုင်နယ်တွင်ဝင်လျင်ပြစ်ချရန်အသင့်ပြင်ပြီးဟု UK ထုတ်ပြန်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရုရှား drone များပိုလန်နဲ့ရူမေးနီးယားလေပိုင်နယ်ထဲကိုဝင်ရောက်ပြီးနောက်အက်စ်တိုးနီးယားလေပိုင်နယ်ထဲကိုစက်တင်ဘာ19ရက်ကရုရှား၏ MiG-31 fighter ဂျက်လီယင်နဲ့စီ10မိနစ်ကြာဝင်ရောက်လာမှုပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထောက်ဝင်လာလျင်နီတိုအဖွဲ့ဝင်နိုင်ငံများပြစ်ချတင်သည်ဟုတိုက်တွန်းပြောဆိုခဲ့ပါသည်။ အင်ဖြူတော်မှာအခုလိုပြောဆိုမှုကိုအခိုက်အမာတိုက်တွန်းလာခြင်းဟုမင်းမြတ်မှုကိုမူထရန်ကအခြေအနေပေါ်မူတည်သည်ဟုလည်းအနေငယ်လျှော့ချကပြောသွားခဲ့တော်လဲကုလသမဂ္ဂအစည်းအဝေးတွင်မူ UK နိုင်ငံခြားရေးဝန်ကြီး Mrs. Betty Cooper ကမိမိတို့နေတော်ဖွဲ့သည် ကုလသမဂ္ဂ ချတာကင်ဆယ်ထားသလိုယူကရိန်းကိုထိပါခြင်း NATO အဖွဲ့ဝင်များကိုထိပါခြင်းများအားစုပေါင်းတုံ့ပြန်ရန်ဂရိကဝတ်ပြုထားပြီးဖြစ်သောကြောင့်နောက်တစ်ချိန်ရုရှားကျူးကျော်ဝင်ရောက်လာပါကပြစ်ချရန်တွန်းဆုံမနေပဲခြေလန်းအလုံးအသိမ့်ပြင်ဆင်ထားပြီးဟုစက်တင်ဘာ23ရက်ကပြောကြားသွားပါတယ်။ဗီဒီကူပါကရုရှားလုံရက်ကမစင်မခြင်းနဲ့စစ်ပွဲစီဥတီစေမဲ့ရန်ဆောင်မှုပဲသူတို့ဟာဒီမိုကရေစီပျောက်ပြတ်အောင်ဥရောပနေဆက်စည်းတွေကိုကြော်လွန်ဝင်ရောက်ပြီးမတည်ငြိမ်မှုတွေဖြန့်ကျက်နိုင်အောင်ပြည်ပခဖြစ်အောင်လုပ်နေတာပါဟုပြောသွားခဲ့ကြ ောင်းသိရပါတယ်။ခုလိုစိတ်ဝင်စားပွဲနိုင်ငံတကာသတင်းတွေနားဆင်ရဖို့အတွက်ကျမတို့ရဲ့ Dotstar Channel လေးကို Like and Subscribe လုပ်ပေးကြပါဦးရှင်။အဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။